မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်အတွင်းစစ်ကြောင်းထုတ်ရန်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတိုက်ခတ်ရာစစ်ခွေး9កောင်တိုက်ဆုံးပြီးတော့စစ်တပ်ဘက်ကပြည်သူ9ဦးကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်နေ့မနက်10:00နာရီကမှအုပ်ဖို့မြို့နယ်အတွင်းစစ်ကြောင်းထုတ်ရန်ရောက်လာတဲ့ အင်အားတရာခန့်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာဂျိုးကိုပင်ရွာထိပ်ကိုရောက်နေတဲ့အချိန်တိုင်အော်ရီခိုင်တရင်33ညနဲ့တက်ခွဲ6 Black Dragon JBK PDF ကရဲဘော်များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်အခုလိုစောင့်ကြိုတိုက်ခိုက်မှုအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်လှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ခွေး9កောင်နေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံးက၃កောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗယ် တိုက်ပွဲအတွင်းမှာအထိနာနေတဲ့စစ်ခွေးတွေဟာလမ်းသွားလမ်းလာပြည်သူ၅ဦးကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားပြီးတော့အလဲခုံရဲစခန်းမှာလက်ရှိအချိန်ထိချုံနောက်ထားဆဲဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးအလောင်းနှလောင်းကအခုချိန်ထိလမ်းမကောက်သေးလို့အပုတ်နဲ့နေတော့ထွက်နေတယ်။ဂျိုးကိုပင်ရွာထိတ်နာကလဲခွင်းထဲမှာလို့သိရတယ်။ပြည်သူ၅ဦးကိုလည်းဖမ်းသွားတာအခုချိန်ထိပြန်မလွတ်ပေးသေးဘူး။အလဲခုံရဲစခန်းမှာအခုချိန်ထိဖမ်းထားတော့မယ်လို့တိုင်အောင်ရိခိုင်တရင်၃ရက်၃ညနဲ့တက်ခွဲချောင်း Black Dragon JBK PDF ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ ်လက်ရှိမှာစစ်ခွေးများဟာပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခြင်းများလုပ်ဆောင်နေတဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့စစ်ခွေးတွေနားမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရရန်နဲ့တော်လိုင်းတပ်ဖွဲ့များကပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့အသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငဆုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်အထိုင်းစခန်းနဲ့စစ်ကြောင်းကိုတိုက်ခတ်ရာစစ်ကောင်စီတပ်သားဆန္ဒဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ8ရက်နေ့မှာငဆုံမြို့နယ်ငမများကြီးကျေးရွာအထိုင်းစခန်းကအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကုန်းလေကျေးရွာကိုစီးနှင်းဝင်ရောက်ပြီးတော့ပြည်သူပိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးနေတဲ့အချိန် 11 Brother Revolution Force အဖွဲ့နဲ့နယ်မြေကမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးများထိခိုက်မှုများပြားခဲ့ပြီးတော့ တက်ပြတ်ပြီးထွက်ပြေးဆုတ်ခွာသွားတဲ့အတွက်ကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့များနဲ့ဒေသခံပြည်သူများကနေအိမ်များကိုမီးငြိမ်းတပ်နိုင်ခဲ့တယ်လို့သိရပါဗါးအခုလိုတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးထိခိုက်သိမ်းဆုံးမှုတွေများပြားခဲ့တယ်လို့ကြီးရည်လီပြစ်ကူများနဲ့တိုက်ခိုက်ခဲ့ခြင်းကြောင့်လက်နက်ခဲယမ်းများကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်ဇွန်လ12ရက်နေ့မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာကြီးရည်လီအင်အားအပြည့်စုံနဲ့ငဆုံမြို့နယ်အတွင်းကနေပြန်လည်ထွက်ခွာလာတဲ့အချိန် တော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာအရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးဆက်နာကောင်တိတ်ဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများပြားပြီးတော်လိုင်းရဲဘော်တွေဘက်ကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ငမကြီးရွာအထိုင်မှာကစစ်ခွေးအကောင်90လောက်ရှိပါတယ်အခုစစ်ကြောင်းထုံးနေတဲ့ခွေးအင်အားက AR မြေကြောင်းကသင်းမောနဲ့အင်အားတိုးထားတဲ့စစ်ကြောင်းမှာစစ်ခွေးတည်တဲ့စည်ရင်းကဆက်နာကောင်လောက်ရှိပါတယ်သူတို့က နွားအုပ်နဲ့အကာအကွယ်ယူပြီးတော့ရှေ့ကိုတိုးလာတာကျွန်တော်တို့မဟာမိတ်တွေကတရက်ခြံထဲကနေကင်းယူပြီးတော့အဲ့ဒီစစ်ခွေးစစ်ကြောင်းကိုစောင့်နေတဲ့အချိန်မီတာ100လောက်ရောက်ထိတ်တိုက်တွေ့တာဒီကောင်တွေဘက်ကစစ်ခွေးအသေးပြောက်တွေကတော့အတုံးယုံကိုမြင်နေရတယ်အင်အားကလည်းများတယ်ရေချောင်းကစစ်သင်းဘောကလည်းလက်နက်ကြီးနဲ့ပြစ်ကူပေးတယ်လေချောင်းကနေပြီးတော့လည်းပြစ်ကူပေးပြီးတက်လာတော့ကျွန်တော်တို့လက်နက်ကောက်ချိန်မရဘဲနဲ့စုပ်ပေးလိုက်ရတာပါလို့11 Brother Revolution Force ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အေအာဝတီတိုင်းအိမ်မဲမြို့နယ်6အိမ်တန်းခြေရွာမှာဦးလေးဖြစ်သူရဲ့အာဓမ္မပြုကျင်နာကိုခံလိုက်ရတဲ့မိန်းကလေးရဲ့အမှုကိုရဲနဲ့အုပ်ချုပ်ရေးမှုကပေါင်းပြီးတော့အာဓမ္မပြုကျင်တဲ့ဒူစီကလက်ငွေယူပြီးအမှုခေါင်းစဉ်ပြောင်းတာတရားခံကိုထောင်ဒဏ်နှစ်လသာချမှတ်ဖို့လုပ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ကအသက်14နှစ်အရွယ်မိန်းကလေးကိုဦးလေးအရင်ဖြစ်သူဦးအောင်ကိုကအာဓမ္မပြုကျင်ခဲ့တာဖြစ်ပြီးတော့ အိမ်မဲအထကခွဲချောင်းကကျောင်းဆရာမကြီးအပါအဝင် နေနာသူမိသားစုကသိရှိပြီးတော့လူကောင်းကျွန်းရဲစခန်းကိုအမှုဖွဲ့တိုင်ကြားခဲ့တဲ့အမှုဖြစ်တယ်လို့သိရပါဗါးဒီအမှုနဲ့ပတ်သက်ပြီးတော့အိမ်မဲမြို့နယ်လူကောင်းကျွန်းနယ်မြေရဲစခန်းကမရင်းမှုကျွလုံတဲ့တရားခံစီကနေငွေကျပ်သိန်းကိုဆဲချီယူပြီးဥပဒေအရာရှိတွေနဲ့ပေါင်းတာ လက်စားပြီးတော့ဥရီရဲ့ပုံမှန်တွေကိုမရင်းမှုအစားမူးရရန်ကားမှုလို့ပြောင်းလဲလိုက်တဲ့အတွက်ဇူလိုင်လ3ရက်နေ့မှာတရားခံကိုထောင်ဒဏ်တန်းလာပဲကြခံစီတယ်လို့သိရပါတယ်ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတယောက်ကလူကောင်းကျွန်းရဲစခန်းကအမှုမဖွင့်မင်းနဲ့ကလေးမလေးကိုခေါ်ဆက်ပြီးတော့ကိုဝင်တားစီပဲတိုက်လိုက်တာပါတရားခံကိုအမှုခေါင်းစဉ်ပြောင်းပြီးတော့ထောင်ဒဏ်လာပဲချခဲ့တယ်ရဲတွေအုပ်ချုပ်ရေးမှုတွေဥပဒေပညာရှင်တွေက ဥပဒေကိုလက်တလုံးကျလှုပ်ပြီးတော့တမင်တက်တက်ကိုညစ်ပတ်တာနေနာသူမင်းကလေးကကူရံမဲ့တဲ့ဘဝကိုရောက်နေပါတယ်လို့ရှင်းပြထားပါတယ်စစ်ကောင်စီခန့်6အိမ်တန်းကြေးရွာအုပ်ချုပ်ရေးမှုမောင်မောင်လင်းကနေနာသူမင်းကလေးရဲ့မိသားစုဝင်တွေစီကနေအမှုဖွင့်မယ်ဆိုပါကနှစ်သိန်းပေးရမယ်ဆိုပြီးတောင်းယူခဲ့လို့နေနာတဲ့မင်းကလေးမိသားစုတွေဘက်ကငွေကျပ်တသိန်းခွဲချင်းငါပြီးတော့ပေးခဲ့ရတယ်လို့ဆိုပါတယ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူကနေနာသူမင်းကလေးတွေဘက်ကနွမ်းပါတော့အားလုံးကဝိုင်းပြီးတော့ဖိကြတာ တော်တော်ကြီးကိုတိတာပါတယ်လူကောင်းကျွန်းရဲစခန်းကရဲတွေအုတ်ချုပ်ရင်းမှုမောင်မောင်လေးတို့ကပိုဆိုးတယ်အခုတော့အဲ့ဒီကလေးမလေးကဒီတိုင်းပဲနင်နာနေရရှာတယ်လို့ပြောပြထားပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နင်နာခဲ့တဲ့မိသားစုကစစ်ကောင်စီရဲ့မြို့နယ်အုတ်ချုပ်ရေးအဖွဲ့ကိုဇွန်လလ9ရက်နေ့ကဖြစ်စဉ်အသေးစိတ်ရေးသားလိမ့်မှုတိုင်ကြားခဲ့ပေမယ့်ဇွန်လလ22ရက်နေ့အထိအကြောင်းကြားခေါ်ယူစစ်ဆေးပေးတာမရှိသေးဘူးလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ကန်လူငယ်လူရွယ်တွေကိုမဲနိုင်ခိုင်းပြီးစစ်သားတွေစူဆောင်းတဲ့အစီအစဉ်ကိုစစ်ခွေးအုပ်စုကပြန်လည်စတင်နေပြီးတော့မနေ့ကဇွန်လ22ရက်နေ့မှာမန္တလေးမြို့ပေါ်ကရက်ွက်တချို့ စစ်မှုထမ်းဖို့အတွက်မဲနိုင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်မက်ရှလာကစတင်ပြီးတော့နိုင်ငံတော်ဝန်ကအမျိုးသားတွေကိုစစ်သားတဲ့စုဆောင်းနေတဲ့စစ်ခွေးအုပ်စုဟာမန္တလေးမြို့ပေါ်ရက်ွက်တွေမှာလဲမဲနိုင်ခိုင်းကစစ်သားတဲ့စုဆောင်းနေတာဖြစ်ပြီးတော့မက်ရှလာကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မဲနိုင်ခိုင်းတာတွေယာယီရန်နာခဲ့ပေမယ့်အခုလက်ရှိအချိန်ဒီမှာတော့ပုံမှန်အတိုင်းပဲမဲနိုင်ခိုင်းပြီးစစ်သားတဲ့စုဆောင်းနေတယ်လို့ဆိုပါတယ်စစ်သားတဲ့စုဆောင်းခံရမယ့်စီးရင်ထဲမှာပါတဲ့ဒူတိုင်း ကိုယ်တိုင်ဒါမှမဟုတ်ကိုစားမဲနိုင်ရပြီတော့မဲနံပါတ်10အလိုက်အလဲကျစစ်သားတဲ့စုဆောင်းခံရမှာဖြစ်တယ်လို့မြို့ကန်တွေကရှင်းပြထားပါဗါမန္တလေးမြို့ပေါ်ရက်ကွက်ဓမ္မယုံတွေမှာလူစုခိုင်းပြီးတဲ့နောက်စစ်ခွေးအုပ်စုကမဲနိုင်ခိုင်းတာ ဖြစ်ပြီးမဲနံဘက်ပေါ်မူတည်ပြီးတော့လူသစ်စုဆောင်းခံရမှာဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မက်စလာကလေးကမန္တလေးမြို့မှာမဲနိုင်ခိုင်းကစစ်သားတဲ့စုဆောင်းနေတာဖြစ်ပြီးတော့မြို့လုံးကျွငလျင်တန်းခန်းစားခဲ့ရတာကြောင့်မဲနိုင်လူခေါ်တဲ့အစည်းအဝေးကိုစစ်ခွေးအုပ်စုကယာယီရန်နာခဲ့က လက်ရှိမှာတော့တကြောပြန်မဲပြန်နှိုက်ခိုင်းပြီးလူသစ်ဆုနေတယ်လို့ဆိုပါရယ်နိုင်ငံတော်ကစစ်သားတွေစုဆောင်းနေတဲ့စစ်ခွေးအုပ်စုကပတ်စံပေးနိုင်တဲ့ဒူတွေကိုတော့စစ်သားတွေမစုဆောင်းသေးပဲတမတ်အရေးအတွက်ပြင်ပြီးအောင်ပေါ်တာဆွဲကစစ်သားတွေစုဆောင်းနေပြီးမန္တလေးမြို့ပေါ်မှာပေါ်တာဆွဲတာကိုတော့ငလျင်ကာလမှာလည်းမယံမနာပဲစစ်ခွေးအုပ်စုကပုံမှန်အတိုင်းဆက်လက်ပြီးတော့လှုပ်ဆောင်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။မန္တလေးမြို့အဝင်အထွက်နေရာတွေဖြစ်တဲ့သခိုင်းတရာ၊ဒဂွန်တိုင်အဝိုင်း၊မင်းမြို့အတက်လမ်းတွေက ဂိတ်တွေနဲ့ကားဂိတ်တွေမှာစစ်ခွဲအုပ်စုကအဓိကပြန့်မှန်ထားပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေပြီးမန္တလေးမြို့ရင်းမှာအလုတ်သွားအလုတ်ပြန်တဲ့အချိန်တွေမှာလဲပေါ်တာဆွဲဖမ်းဆီးတာတွေစင်ချိန်ဘုံရက်ွက်တွေမှာတော့ညအချိန်အဲဆင်းကိုအကြောင်းပြပြီးနေအိမ်နေတဲ့အထိစီးနေဝင်ရောက်ဖမ်းဆီးပြီးတော့ပေါ်တာဆွဲတာမျိုးတွေလုပ်နေတယ်လို့မြို့ကန်တွေကပြောပါတယ်အခု2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိ6လအတွင်းမှာသခိုင်းတရားနဲ့မြို့အဝင်ထွက်တွေအပါအဝင်မန္တလေးမြို့ပေါ်မှာစစ်ခွဲအုပ်စုရဲ့ပေါ်တာဆွဲဖမ်းဆီးခံရသူ2896ဦးရှိတယ်လို့ စစ်ကောင်စီအုပ်စုကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့သူတေသနအဖွဲ့အစည်း Spring Revolution Data Face ကထုတ်ပြန်ထားပါတယ်အဲ့ဒီပေါ်တာဆွဲဖမ်းဆီးခံရသူ2800ကျော်တဲ့က292ဦးဟာအလုတ်သွားအလုတ်ပြန်ချိန်လိုမျိုး လမ်းပေါ်မှာသွာလာနေရင်းနဲ့ပေါ်တာဆွဲဖမ်းဆီးခံရတာဖြစ်တယ်လို့ Spring Revolution Database ကပြောဆိုထားပါတယ်။အာနာသိန်းစစ်ခွေးအုပ်စုဟာမဲနိုင်ခိုင်းတာနဲ့ပေါ်တာဆွဲဖမ်းဆီးတာအပါအဝင်စစ်သားတွေအဖြစ်နဲ့စုဆောင်းရရှိလာတဲ့သူတွေကိုရက်တိုစစ်တင်တန်းတွေပေးပြီးလက်နက်တပ်ဆင်ပေးကနိုင်ငံတော်ကတိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသတွေကိုရှေ့တန်းအရောက်ပို့ပြီးတော့အသေးခံစစ်သားအဖြစ်ပို့လို့နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်မှာ စစ်ခွေးတိုက်ရဲ့လေရင်နဲ့ဘုံကျဲမှုကြောင့်တေဆုံးသူတော်လိုင်းရဲဘော်တအူးအမျိုးသမီး၁၇ဦးနဲ့ကလင်းငယ်၂ဦးအပါအဝင်ပြည်သူ၁၆ဦးအထိတေဆုံးမှုရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁၈ရက်နေ့ကသခိုင်းတိုင်းဝက်လက်နယ်အရှိချမ်းကိုအချမ်းပါစစ်ခွေးတက်က112လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာလူ၁၆ဦးတေဆုံးသွားတယ်လို့သိရပါဗျ။တေဆုံးသူတွေထဲမှာပြည်သူ၁၅ဦးပါဝင်ပြီးတော့အသက်၁၀နဲ့အရွယ်ကလေးနဲ့အသက်80အရွယ်အဖွားအုပ်များအထိပါဝင်တယ်လို့သိရပါဗျ။ စစ်ခွေးတိုက်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ဝက်လက်မြို့နယ်ရှားကွဲကျေးရွာကပြည်သူ6ဦးသေဆုံးပြီး19ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဝက်လက်မြို့နယ်ငဘတ်ချောင်းကျေးရွာကပြည်သူ9ဦးလည်းသေဆုံးက23ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။စစ်သည်မောတွေဖြတ်တန်းနေတဲ့အချိန်မှာတိုက်ခိုက်ခံရမှာကြောက်လို့စစ်တပ်ကလေရင်နဲ့ဘုံကျဲတာပါဒီလိုမျိုးပြည်သူကိုရန်သူလိုမြင်ပြီးတိုင်းပြည်ကိုဖျက်ဆီးနေတဲ့ ပြည်သူကျွေးတဲ့ထမင်းကိုစားတဲ့စစ်ခွေးတက်ကပြည်သူတစ္ဆာစူးမှာပါလို့ဝက်လက်ပြည်သူကာကွယ်အဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်စစ်ခွေးတက်ရဲ့လေချောင်းတက်ခတ်မှုတွေကြောင့်ရှားခွဲကြီးရွာကတေဆုံသွားရတဲ့ပြည်သူများဟာအသက်55နှစ်အရွယ်ဦးမြင့်နိုင်အသက်25နှစ်အရွယ်ကိုအောင်ကို အသက်54နှစ်အရွယ်ဒေါ်ခင်နှင်းဆိုအသက်10နှစ်အရွယ်မနှင်းသူဝေကားတော်မှဦးမြင့်နိုင်နဲ့အမည်မသိတဲ့ပြည်သူတို့တို့တေဆုံခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ16ဦးထိရှိလာတယ်လို့သိရပါတယ်ဒါအပြင်မဘတ်ချောင်းကြီးရွာတေဆုံသူ9ဦးရှိပြီးတော့ တေဆုံးသူတွေထဲမှာအသက်80အရွယ်အဖွားဒေါ်မြညော မဝေတီမခိုင်ဒေါ်ဦးဦးကလားကြီးဦးချစ်သေးမောင်ချစ်မျိုးဦး မောင်နေဝင်းထွန်းနဲ့ဥဝင်းမြင့်တို့ဖြစ်တယ်လို့သိရပါဗယ်။ငဘတ်ချောင်းရွာမှာလေးချောင်းတက်ခတ်မှုကြောင့်ဒဏ်ရာရရှိသူ23ဦးရှိပြီးအမျိုးသမီး71ဦးပါဝင်က10နှစ်အရွယ်ကလေးငယ်2ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်။ဒါ့အပြင်ရေးလယ်မော်ကြီးရွာကပကဖတပ်ဖွဲ့ဝင်ရဲဘော်ဒိုးလေးဟာလည်းစစ်တပ်ရဲ့လေးချောင်းတက်ခတ်မှုကြောင့်ကြာဆုံးခဲ့ပြီးပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝက်လက်မြို့နယ်မှာ ARD မြေကြောင်းအတိုင်းထပ်မံတက်လာတဲ့စစ်သည်မောများကအင်တိုင်းရွာကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်နေအိမ်နှလုံးပြာကျခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ22ရက်နေ့မှာမန္တလေးမြို့ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်သည်မောအုပ်စုကဝက်လက်မြို့နယ်ရှိမကားရွာအနီးရောက်ရှိလာတဲ့အချိန်လက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ခြင်းကြောင့်အင်တိုင်းရွာအတွင်ကြောက်ရောက်ပောက်ကွဲခဲ့ရာ နေအိမ်နှလုံးမီးလောင်ပြကြပြီးတော့ပြည်သူများထိခိုက်မှုမရှိဘူးလို့သိရပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်သည်မောအုပ်စုဟာထုံးကြီးရွာအနီးရောက်ရှိနေပြီးတော့ဇူလိုင်လ18ရက်နေ့ကမန္တလေးကနေထွက်ခွာလာတဲ့စစ်သည်မောအုပ်စုဟာလည်းလက်ရှိချိန်မှာဒကောင်းမျိုးအနီးကိုရောက်ရှိနေကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့သိရပါတယ်။မနေ့ကမန္တလေးကနေတက်လာတဲ့စစ်ခွေးသည်မော3စီးကဝက်လက်မျိုးနဲ့ရှိန်မကကြီးရွာမြောက်ဘက်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့အဆက်မပြတ်ပစ်ခတ်တာ။ အင်းနောင်ရွာကနေအိမ်နှလုံးပြာကျသွားပါတယ်ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးအခုတင်းမောတွေကထုံးကြီးရွာနားကိုရောက်နေပါတယ်18ရက်နေ့ကတင်းမောတွေကတကောင်းမျိုးနားကိုရောက်နေပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်နေတာပါလို့ Wallet Informational Network ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲ KNB နဲ့ Concrete မြို့နယ်မှာရှိတယ်ထီးတဲ့လေအထက်တန်းချောင်းကိုအချမ်းမဲ့စစ်ခွေးတက်ကလေချောင်းကနေဘုံကျက်တက်ခတ်ရာကျောင်းအဆောက်အုံများအားကစားခန်းမှာ ိန္ဒာနဲ့ကြောင်းစည်းဆိုင်ငယ်များထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမင်းကွန်းဒေသမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကစစ်မှုရန်တပ်သားတဲ့၃ဦးဟာတနက်တလက်ယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇူလိုင်လ22ရက်နေ့မှာမင်းကွန်ဒေတာကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခြင်းခံထားရတဲ့စစ်မှုထမ်းတပ်သားတဲ့3ဦးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့ယူနီကောင်းပျောက်ကြားတပ်ဖွဲ့ UGF ထံမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့3ဦးဟာအပတ်စဉ်၈နဲ့အပတ်စဉ်10လို့ကဖြစ်ပြီးတော့အကြမ်းဖက်စစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးကစစ်တပ်ထဲကိုအတင်းအဓမ္မထည့်သွင်းခြင်းခံလိုက်ရတာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့3ဦးတွေက2ဦးကသာ လက်နဲ့ခဲအများယူဆောင်လာနိုင်ခဲ့ပြီးတော့ကျန်တဲ့နှစ်ဦးကတော့အခြေအနေအရရကြောင့်ယူဆောင်လာနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်ဒီကောင်တွေကစစ်မှုထမ်းတွေကိုရှေ့ဆုံးကနေတက်ခိုင်းတာပါမိုင်းရှိရင်လဲဒီကောင်တွေမိတာအပြစ်ခံရရင်လဲဒီကောင်တွေခံဆိုပြီးတော့တက်ခိုင်းတာပါမင်းကွန်ဒေတာကိုဒုတိယတကြော့စစ်ကြောင်းထိုးတော့လဲအများဆုံးတေတာစစ်မှုထမ်းတွေပါပဲဒါကြောင့်မို့လို့အခွင့်အရေးရတာနဲ့လက်နက်ပါယူပြီးတော့ပြေးကြဖို့တိုက်တွန်းပေးရစေလို့ Unicorn ပျောက်ကြားတပ်ဖွဲ့ UGF ကပြောဆိုထားပါတယ်စစ်မှုထမ်းတပ်သားတဲ့များအနေနဲ့အခြေအနေပြေးတာနဲ့တပြိုင်တည်း အသက်ဘေးကနေပြီးတော့လွတ်မြောက်နိုင်ဖို့အတွက်ထွက်ပြေးကြရန်နဲ့ကြောက်ရွံ့ပြီးတော့ထွက်မပြေးပါကတိုက်ပွဲအတွင်းမှာအသက်ဆုံးရှုံးရမှာဖြစ်တယ်လို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချက်ပါစစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ